အားလုံးပဲမင်္ဂလာပါ audio book diary အစီအစဉ်မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာကြီးတိတ်ပံမောင်ဝါရဲ့ပန်းတယ်ဆိုတဲ့ဝတ္ထုတွေတပုတ်ကိုခန်းစားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပန်းတယ်မြမပြည်တွင်ဖျားများစွာရှိသူဖျားများစွာတို့တွင်ပန်းတယ်တို့လည်းများစွာရှိလေသည်သူများလာစွာသော ပန်းတယ်တို့အနက်ရွှေကုံစည်းတို့အနောက်ဆောင်နှင်းတွင် ပန်းရောက်နေသော ပန်းတယ်တယောက်၏အကြောင်းကို ရေးသားလိုရင်းဖြစ်လေသည်သူ၏အမည်ရင်းကို မဖော်ပြလိုပြီးမှတ်သားရလွယ်ကူစေရန်အတွက်သူအားမသိန်းဟုခေါ်ကြပါစို့မသိန်းသည်ပန်းတဲ့တို့နှင့်အတော်ပင်ရင်စားစားရှိ၏အပြောလဲကောင်းသဘောလဲကောင်းအပြုပြင်လဲကောင်းသူမှာအကောင်းကြီးစုနေလေတော့သည် သူဖြစ်သောကြောင့်တက္ကသိုလ်ကျောင်းသားတွေသူ့ဆိုင်မှာကြီးပန်းဝယ်ကြလေသည် စနေတနင်္ဂနွေနေ့များတွင် မသိမ့်ပန်းဆိုင်၌တက္ကသိုလ်ကျောင်းသားတွေမဆဲတသေးသေးနေတော့၏ထိုနေ့များတွင် မသိမ့်အလုရှုပ်လာ၏ပန်းကိုလည်းပို့၍ရောင်းရ၏ဇေဒီရောမြက်ကြီးမှလည်းခါတိုင်းထက်ပို့၍ပန်းများဖြင့်ပူဇော်ခြင်းကိုခံရလေသည်တက္ကသိုလ်ကျောင်းသားတို့သည်မသိမ့်ဤဆိုင်တွင်ပန်းဝယ်ယုံညမကားသည်ထိုင်ကစကားပြောနေကြသည်၏မသိမ့်ဤဆိုင်မှနေ၍ လက်ဖက်ရည်ကိုမှာ၍တောက်ကြသည်။ကွမ်းရာများကိုဝယ်၍စားကြသည်။ပြီးမှသာလျှင်ဖျားကိုတော်မြတ်ကြီးထံတော်ပါသို့ပူးမြော်ရန်သွားကြလေသည်။ဗန်းမိုးပိုက်ဆံကိုမပေးခဲ့ကြသေး။အပြန်တွင် စကားဝင်၍ပြောရန်ဖြစ်လေသည်။ဖျားကိုမှဝါအောင်ဖူးမြော်ခြင်းပြုကြပဲဩဃာတနှင့်ပင်အဆုံးသက်ကဆင်း၍စကားပြောကုန်ကြ၏ဤသို့စကားပြောနေကြ kait တွင် အခြားတက္ကသိုလ်ကျောင်းသားတက်တိုက်ဖျားဘူးရန်တက်လာကြလေသည်မတ်သိန်းဆိုင်သို့ဝင်ကြပြန်၏ဒီတော့မှလက်ဦးကျောင်းသားတက်တိုက်မှာ ရွှေစက်ကြာဖြန့်ကြရကုန်၏မခွဲခြင်းခွဲခြင်းမတွားခြင်းတွားခြင်းနှင့်တွားကြရှာရလေသည်ဤသို့လျင်မတ်သိန်း၏ဆိုင်တွင်နန်းနှက်မှညနေတိုင်အောင်ပန်းဝယ်သူတွေနှင့်ပြည်နှက်လျက်နေ၏မတ်သိန်းမှာလည်းတက္ကသိုလ်ကျောင်းသားအပေါင်းတို့နှင့်ကျင်းလေရာ တန်တရာဝဲဩဃကြီးဖြစ်လျက်နေလေတော့သည် တက္ကသိုလ်ကျောင်းသားများ၏မေတ္တာတော်မေတ္တာခဲကြီးလည်းမြည်ပေ၏တက္ကသိုလ်ကျောင်းသားများဟု၍တိမ်ညုံငါဆိုလိုက်တော်လဲဝိဇာရံသိပ္ပံတန်တို့၏ကျင်းလေရာမျှတာဖြစ်လေသည်ဥပ္ပဇာရံသားများက လာလာမျှမကတ်နိုင်ရှာကြကြေမသိန်းသွေးကြီးသောကြောင့်ပေလော မဟုတ်ပါမသိန်းကအဖက်မလုတ်သောကြောင့်ပေလားမဟုတ်ပါ ဝိစာသိပ္ပံသမားတို့၏ကျင်လည်ရာဖြစ်သောကြောင့်ဥပဇာဏ္ဍာများသူဆိုင်သို့ဝင်ရန်မျက်နာခက်ရှင်းရှင်းနေသောကြောင့်သာ ဖြစ်လေသည်ဝိစာဏ္ဍာကိုတန်းမောင်တို့လူစုကနန်းနဲ့ခုနှစ်နာရီမှန်မှန်ရွှေတကုံစည်တီတော်မြတ်သို့ဖျားဘူးသွားလေရှိကြ၏သူတို့လူစုတွင် မောင်ဘတော်မှာအသေးဆုံးဖြစ်လေသည်မသိန်းဤဆိုင်မှအပြန်တွင်နှင်းစီပန်းတပွင့်ကို ရင်မာထိုးပြီးပြန်စမြဲမောင်အောင်သိန်းကမသိန်းကလက်ဖက်ကြီးတစ်ခွက်ကိုဝယ်၍တိုက်မှចောင်းသို့ပြန်လေသည် မောင်မောင်လူကနှင်းစီပန်းကိုမလိုလက်ဖက်ကြီးကိုလည်းမတော့မသိန်းနဲ့အတော်မတတ်အောင် စကားပြောနေရလင်ကျေနပ်လေပြီမောင်ထွန်းခင်တို့လူတိုက်ကနန်းနဲ့စာစားတော့ပြီးမှဖျားဘူးလာကြလေသည် သူတို့လူစုတွင် မောင်ထွန်းခင်မှာအသေးဆုံးစကားအများဆုံးကွန်အစားဆုံးအချိန်အမှန်ဆုံးဖြစ်၏မောင်အောင်ရတို့လူတိုက်ကဖျားပေါ်မှာလူတော်တော်ရှင်းမှဖျားဘူးလာကြလေသည် သူတို့တွေမှာအင်းရီအလွန်မင်းရကြလေသည် စကားများစွာလည်းမပြောကြမသိဤဆိုင်တွင်ခက်တီတီကလေးထိုင်ကြရလျင်ကျေနပ်ကြလေပြီ အဝိစားဆိုသည်မှလည်းတစ်တစ်လွင်လွင်သွားကြလာကြသည်မှလည်း ိုပိုင်မော်တော်ကားတွေနှင်းဖြစ်၏ကိုတော်မြတ်တွေမှာ အခြေသိပ်ထုတ်ကြသည်ဥပဇာတန်သာမောင်ဆိုင်တို့လူစုမှာကနေသေးတပခြုံထဲကသဘောထားနဲ့မသိန်းဤဆိုင်ကို ကျော်လွန်သွားပြီးလျင်ဒေါ်ထူးကြီးဆိုင်တွင်ပန်းဝယ်လေရှိကြကုန်၏သို့သောမသိန်းဤဆိုင်ဘက်ကစောင်းငယ်၍မကြည့်ဘဲမနေနိုင်ကြကြီဝိဇာထက်တန်းသာ မောင်သိန်းခိုင်က အဖော်မပါတယောက်ထဲသာသွားလေရှိလေသည် ညီသူကိုမြဂယုမဆိုင်မသိမ့်ပန်းဆိုင်ကိုတိန်ကာနီမဖျားဘူးတက်လေရှိသည်မသိမ့်မိမိပန်းဆိုင်ကိုတိန်၍အိမ်ပြန်တော့မှမိမိလည်းကြောင်းတို့ပြန်လေတော့သည် တခါတည်းရန်မသိမ့်နှင့်အတူတူပင်တွဲ၍လျှောက်သွားသည်ကို အချို့သောဥပဇာဒန်သားများက မြင်ကြ၏တခါတည်းရန်လည်းမသိမ့်ကလက်ဆောင်ပေးရန်ရေမွေးပေါင်တာ လက်ကင်ဘဝမဖလာတို့ကို မောင်သိန်းခိုင်ဝယ်နေသည်ကိုပင်မြင်ကြလေသည် အချို့သောမိတ်ဆွေတို့ကမောင်သိန်းခိုင်ကိုမြင်နိုင်မြင်နိုင်နောက်ပြောင်လေးရှိကြ၏စောင်းပါရိတ်ချီပြောလေးရှိကြကုန်၏သို့သောမောင်သိန်းခိုင်ကဖြုံမင်မဖြုံမသိန်းဤဆိုင်သို့သွားမြေတိုင်းသွား၏စာအုပ်လဲမှန်စွာမကျက်ညာကိုနာဤထိုးလျင်အိယာရဲဝင်ကချင်းတောင်ထဲတွင်ဆေးလိတ်ကိုဖွာနေသည်သာဒီစေနာဤထိုးသည့်တိုင်အောင်မိတ်သည် ၎င်းတိုင်းအောင်မအိပ်သေးအတွေ့ကောင်းတော့မင်းဤသို့ဆိုလျင်တနှစ်ကုန်လွန်ခဲ့ဤတက္ကသိုလ်အကြောင်းကြီးကိုလည်းပိတ်လိုက်လေပြီ၃လပတ်လုံးမသိန်းဤဆိုင်တွင် တက္ကသိုလ်အကြောင်းသားများကိုမမြင်ရပေအကြောင်းကိုပြန်၍ဖွင့်သောအခါကိုတန်းမောင်တို့ လူစုအ ਨੇ မောင်သိန်းတယောက်သာပေါ်လာတော့ဤမောင်ထုံးခင်တို့လူတိုက်လည်းမပေါ်လာတော့ပြီမောင်မောင်ရင်တို့လူစုအ ਨੇ လည်းမောင်ထုံးလိုင်းတယောက်သာပေါ်လာလေသည်မောင်ထုံးလိုင်းကယခင်နှစ်ကဥပဇာတန် မောင်သိန်းဆိုင်တို့နှင့်တွဲရလာ၏ကိုတော်မြတ်မောင်သိန်းခိုင်လဲမပေါ်လာတော့ပြီ အပေတို့ရောက်နေမှမသိစာမွေးဝဲတွင် အောင်မြင်သွားရောသလားစာမွေးဝဲမအောင်သောကြောင့်စိတ်ပြက်ပြက်နှင့်ကြောင်းမပင်ထွက်သွားလေရောသလားဝိဇာရန္တာမောင်ထုံးလိုက်ရမေးသောအခါဝိဇာစာမွေးဝဲကို အောင်မြင်သွားကြောင်းပြောပြ၍တိရလေသည်သို့သောမောင်သိန်းခိုင်မိသည့်အရက်တို့ရောက်နေမှန်းကိုကမြည်သူမြတ်မပြောကြနိုင် မသိန်းသည် တခါတည်းံမောင်းသိန်းခိုင်အားတရိယာမိသည် ထို့သို့တရိယာခြင်းကတာမရှိ ခိတ္တမြတာဖြစ်လေသည်ယခင်နှစ်ကဥပဇာတန်သားတွေယခုနှစ်ဝိဇာတန်တိပ္ပံတန်တို့ရောက်နေကြသဖြင့်မသိန်းဤဆိုင်တို့ပန်းဝယ်ရန်ရောက်ကုန်ကြလေပြီမသိန်းဤဆိုင်မှာယခင်နှစ်ကဲ့သို့ပင် တက္ကသိုလ်ကျောင်းသားတွေနှင့်စီကားလျက်နေပြန်၏သို့သော ယခင်နှစ်ကကျောင်းသားတို့ကအနည်းငယ်မြတာပါလေသည် လူသစ်တွေမျက်နှာသစ်တွေများ၏တိုးနေပင်တစ်နှစ်ကုန်လွန်ခဲ့ပြန်၏လူဟောင်းမျက်နှာဟောင်းတွေပြောက်၍လူသစ်မျက်နှာသစ်တွေရောက်၍လာပြန်၏ဤနည်းအတိုင်း၄နှစ်မြကုန်လွန်ခဲ့လေသည်ထို့နောက်၅နှစ်ထို့နောက်၆နှစ်၇နှစ်၈နှစ်၉နှစ်စသဖြင့်နှစ်တွေကုန်လွန်ခဲ့လေသည်မသိန်း၏အသက်သည်လည်းအတော်ပင်ကြီး၍လာခဲ့၏ရှေးကကဲ့သို့လည်းနှုတ်ပြခြင်းမရှိတော့ဘီး အပြောကောင်းသဘောကောင်းညီတို့ကရှေးကကဲ့သို့ပင်မြစ်ထဲတွင်စီးသင်းနေသောရေကအဆက်မပြတ်စီးသင်း၍နေတော်လဲရှေးကစီးသင်းသောသောရေသည်နောက်မှစီးသင်း၍လာသောရေမဟုတ် တခြားသည်ဖြစ်၏သို့သောအဆက်မပြတ်စီးသင်း၍နေသောကြောင့်သာ ရှေ့ရေနှင့်နောက်ရေတို့ကို အတူတူပင်ဖြစ်သည်ဟုထင်မှတ်ရ၏ထိုနည်းတူမသိန်း၏ဆိုင်အတွင်းသို့အမြဲမပြတ်စီးသင်း၍နေကြကုန်သောတက္ကသိုလ်ကျောင်းသားတို့အနက်လည်း ရှေ့ကအကြောင်းသားများက မရှိတော့ပြီအဆက်မပြတ်စီးစင်းနေသောကြောင့်သာ တက္ကသိုလ်ကျောင်းသားတွေမဆဲပဲနေလေတော့သည်မြည်ရည်သည်အမြဲမစီးစင်းနိုင်အချိန်တလျင်ခန်း600ရာသမြင့်ဖြစ်၏မတိန်ဤဆိုင်နှင့်လဲတက္ကသိုလ်ကျောင်းသားတွေအမြဲမကျင်လင်နိုင် အချိန်တလျင်ရက်စဲရမည်သာလောကဓမ္မတာကိုမြည်သူလွန်ဆန်းအနိုင်အံ့နီတယံတခါသောမတိန်ဤဆိုင်ဤတွင်ပန်းဆိုင်သည့်ဒီဇိုင်းပေါ်၍လာ၏ ထိုဆိုင်ရှင်က မတောင်းတီမတောင်းမှာအသက်16နှစ်မြတာရှိသေး၏ရုပ်ကလည်းချောစတိုင်ကလည်းကြကာလဘောအင်ကြီးပါကိုဝစ်ထားဒီမှာလဲများစွာသဘောကျစရာကောင်းနေသည်မသိန်းတို့မှာကခစ်ကိုမမီတကဲ့သို့ဖြစ်နေပေ၏မတောင်းဤပန်းဆိုင်ရောက်ကလေးကတက္ကသိုလ်ចောင်းသားတွေမတောင်းဤဆိုင်သို့ခြေဦးလှဲ့ကြလေသည်မတောင်းဤဆိုင်မှာစီစီကားကားမသိန်းဤဆိုင်မှာက ၆တွေ့တွေ့ဖြစ်နေလေသည်ဤရင်းရာဝမြင်လျင် မသိမ့်ဤစိတ်ထဲတွင်မနာလိုဖြစ်မိ၏စိတ်ဆိုးမိ၏ဝမ်းနည်းမိ၏သို့တော်သူခိနှင့်သူ ကိုခိနှင့်ကိုညိုညင်တော်လဲအကျိုးရှိမည်မဟုတ်သောကြောင့်ထိုမကောင်းသောစိတ်ထားများကိုမြို့သိက္ခာထားရတော်လဲမသိမ့်ဤစိတ်ကအဘဲမာလင်ကောင်းမာတော်အန်နီရှေးမိမိခေကောင်းစဉ်က အကြောင်းတွေတွေးပြီးနေ၏ မောင်သိန်းခိုင်တို့မောင်အောင်သိန်းတို့မောင်အောင်ရတို့မောင်တန်းမောင်တို့ကို များစွာတရိယာမိလေသည် သူတို့တွေအဘဲเจ้าအဘဲတို့ရောက်နေကြပါသည်အထူးသဖြင့်မောင်သိန်းခိုင်ကို အောင်မိမိမောင်သိန်းခိုင်မျက်နှာမှာမိမိ၏မျက်စိထဲမှာမပြောင်းနိုင် သူမျက်နှာကိုတရေရေမြင်လေသည်မတောင်း၏ဆိုင်တွင် တက္ကသိုလ်เจ้าသားတွေမြင်လေလေမောင်သိန်းခိုင်ကို တွေးမိလေလေဖြစ်၏ကိုသိန်းခိုင်မှာ ယခုအခါအသက်တော်ပင်ကြီးရော့မယ်ကျောင်းမှထွက်သွားကြရမပေါ်လာရန်ကုန်ရောက်လျင်ဖျားဘူးလာမှာပဲစသည်ဖြင့်တွေးတော်ကနေရှာလေတည်းတနေ့တော့အသက်30ကျော်လူလက်တယောက်သည် မျက်မှန်အပြာကြီးကိုတက်ခါဖျားကုန်းတော်ပေါ်သို့တက်၍လာလေသည်ခေါင်းမောင်းအုပ်ပေါင်းပစိုးတောင်ရှိအင်ကြီးရင်မုံတို့ကိုဝစ်ဆင်ထား၏လက်တစ်ဖက်တွင် ကလေးတယောက်ကိုချီကြံတစ်ဖက်က ကလေးတယောက်ကိုဆွဲလာလေသည် သူ၏အပါတွင်မိမတယောက်ပါလာ၏သူ၏ဇနီးနှင့်တူလေသည် ထိုမိမ၏လက်တွင်လည်းကလေးတယောက်ပါ၏ထိုလင်မယားတို့၏လက်တွင်ပန်းမပါသောကြောင့်ပန်းဝယ်ကြပါအောင်ရှင်ဟု ပြုံးလျက်ခေါ်လာ၏ထိုလင်မယားသားမိတို့လည်းစိုင်ထဲသို့စူးစူးဆိုက်ဆိုက်ဝင်လာကြလေသည် စိုင်အတွင်းသို့ရောက်သောအခါမိမိတက်ထားသောမျက်မှန်ပြကြီးကိုဖြုတ်ပြီးလျှင်ကျုပ်ကိုမှတ်မိပါရဲ့လားဟုထိုယောက်ျားကမသိမ့်ရမေ၏ မမိတလူလူဟုမသိင္ကဖြစ်လေသည်ကြုံမောင်သိင္ခိုင်လေဆိုတော့မှနှစ်ယောက်သားအာရပါရစကားပြောလိုက်ကြသည်မှာမဆုံးတော့ပြီမောင်သိင္ခိုင်မှာ ရှမ်းပြည်နယ်တွင်ပညာဝန်ဖြစ်နေလေသည် မောင်သိင္ခိုင်နှင့်မသိင္တို့စကားလက်ဆောင်ကြနေသည်ကိုမြင်ရသော မောင်သိင္ခိုင်၏ဇနီးမတောင်းဤမှာထိုးနေသည်နှင့်တွေးတော်နေ၏ကလေးသုံးယောက်ကငေးလျက်နေကြလေတော့သည်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ